အခုတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယလေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူဟာ260ဒီမြင့်တက်လာတဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယလေကြောင်းလိုင်းမှာခီးတက်တဲ့လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးတဲ့သူတွေဟာ260ကျော်ဒီမြင့်တက်လာပြီးတော့လေယာဉ်ပျက်ကျခဲ့တဲ့ဈေးကုန်လိမ့်မှာရှိနေတဲ့ဆရာဝန်တွေပါသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အင်မီတာဘတ်မျိုးလေးစိတ်ကနေလေထဲကိုပြန်တက်သွားပြီးတော့9မိနစ်အကြာမှပြကြခဲ့တာဖြစ်ပြီးတော့လေရင်ပေါ်မှာပါရှိသူ242ဦးထဲမှာတအုပ်ပဲအသက်ရှင်ခဲ့ပါတယ် လင်းရဆေးကောလိပ်တစ်ခုပေါ်ပြကြခဲ့တာဖြစ်ပြီးတော့ဆေးကောလိပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်2ဦးနဲ့ကောလိပ်တစ်ယောက်နေတဲ့ចောင်းသားတွေပါသိဆုံးခဲ့ရတာပါတိဆုံးသူဦးရေဟာလည်း260ကျော်ဒီမီတက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ကြရမှာလင်းရင်ပြန်တမ်းမှုမတန်ကပိရာဖြစ်တဲ့ Black Box ကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ပြင်ကြရတဲ့အကြောင်းရင်းကိုဖော်ထုတ်နိုင်မှုအတွက်စတင်လှုပ်ဆောင်နေလို့သိရပါဗျ။ဒီတဲ့ရင်ကတော့ငင်းချောင်းဝါပြပူလာပါ။